ပရိတ်လေးပေါ့နော်ကျွန်တော်ပရိတ်လေးသူနဲ့အကျင့်ကိုင်းမှာကျွန်တော်ပရိတ်စီနံသွားမယ်ပေါ့နော်၄ပြီးတော့ပရိတ်၃ပေါ့နော်အဲအကျင့်ကိုင်းမှာပဲကျွန်တော်တို့ပရိတ်၃ပြီးတော့ပရိတ်၂ပေါ့ကျွန်တော်ပရိတ်၄ပရိတ်၃ပရိတ်၂ပေါ့နော်ပရိတ်၄စီနံအကျင့်ကိုင်းရိုက်တယ်အဲ့ဒီပရိတ်တွေကိုဘာထောက်ထားလဲဆိုကျွန်တော်တို့ဒီမှတ်မှာပရိတ်ခွန်ဆိုပြီးတော့ထောက်ထားတယ် တော့အဲ့ဒီဒီပရိတ်စီလင်ကိုလည်းဗားထောက်တာလေးလဲကျွန်တော်ဒီမှာပရိတ်ခွန်လေးလိုက်ထောက်တာတယ်ပေါ့နော်ပရိတ်ခွန်တော့ဒီမှာကျွန်တော်တို့ဒီမှာပရိတ်နှစ်ကိုလည်းသူကပရိတ်ခွန်ဆိုပြီးတော့ပရိတ်ခွန်လေးထောက်ပြီးတော့မှသူကပရိတ်စီလင်ရိုက်တယ်ပေါ့နော်ပရိတ်ခွန်ထောက်ပြီးတော့ပရိတ်၃ပရိတ်ခွန်ထောက်ပြီးတော့ပရိတ်နှစ်ပရိတ်ခွန်ထောက်ပြီးတော့ sorry ပရိတ်ခွန်ထောက်ပြီးတော့ပရိတ်လေးပရိတ်ခွန်ထောက်ပြီးတော့ပရိတ်၃ပရိတ်ခွန်ထောက်ပြီးတော့ပရိတ်နှစ်ပေါ့နော် တော့ဗရိတ်စီနေရန်တွေကိုကျွန်တော်တို့ဗရိတ်ခွန်တွေနဲ့ထောက်ထားတယ်အဲအဲ့ဒီလိုထောက်ထားပြီးတော့သူကဒါဆက်လုပ်သေးတယ်ဆိုဖြစ်စဉ်လေးကရှိတယ်ဗောနော်ဖြစ်စဉ်လေးကသူကဒီမှာကျွန်တော်တို့နှစ်လုံးောက်လေးနဲ့ကျွန်တော်သုံးလုံးောက်လေးရယ်ဒီနှစ်သုံးခွန်းဆိုတဲ့နော်ဒီလုံးောက်သုံးလုံးကကဏ္ဍတစ်ကွက်ဖြစ်တယ်ဗောနော်အဲ့ဒီကဏ္ဍတစ်ကွက်ကသူကဒီမှာနှစ်သုံးခွန်းဆိုပြီးတော့ တက်ထွက်ပြီးတော့ဗောနော်နှစ်သုံးခွန်းလို့ဟုတ်ပြီဒါဆိုဒီနောက်တစ်ခုကျွန်တော်ဒုတိယကတ်မှာလည်းဒီမှာဗရိတ်ခွန်းအပေါ်မှာဒီမှာဗရိတ် sorry အားလုံးပိုင်းနှစ်လုံးပိုင်း၆လုံးပိုင်းလုံးကောက်လေးတွေဗောနော်ဒီ9နှစ်6ဆိုတဲ့ခဏန်းကလည်းကျွန်တော်တို့9နှစ်6ဆိုပြီးတော့တက်ထွက်ပြီးတယ်ဗောနော်9နှစ်6ဆိုပြီးတော့တက်ထွက်တယ်ဗောနော်ဟုတ်ခုဒီမှာလည်းကျွန်တော်တို့ဒါ2023တော့ရခဲ့ပါတယ်နော် တို့မှာကြိုထွက်တာခံလိုက်ရတယ်ပေါ့ဒီမှာလုံးကောက်ကလေးက6လုံးပိုင်း3ညာလုံးပိုင်း5လုံးပိုင်းနဲ့ကျွန်တော်တို့6 3ညာ5ဆိုတဲ့ကဏ္ဍတစ်ခွက်ကလည်းကျွန်တော်တို့ဒီမှာထွက်ပြီးခဲ့တယ်ပေါ့နော်အဲ့တော့ပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ break လေး break 3 break နဲ့အဲ့ဒီ break စီနံတွေကိုကျွန်တော်တို့ဒီမှာ break ခွန် break ခွန်တွေအချိန်ကြိုက်ဒီမှာ break ခွန်တွေပုံတွေထောက်တယ်ထောက်ပြီးတော့အဲ့ဒီ break ခွန်အပေါ်မှာရှိတယ်ကျွန်တော်တို့ဒီမှာနှစ်3ခွန်ဆိုတော့ ဒီလုံးကောက်သုံးလုံးကကနန်းတက်ခွက်ဖြစ်ပြီးတော့တဲထွက်တယ်ပေါ့နော်နှစ်သုံးခွန်းအခုဒီမှာလဲပရိခွန်ပေါ်မှာရှိရ9နှစ်6ဆိုတဲ့နော်ဒီဒီလုံးကောက်သုံးလုံးကလဲသူကကနန်းတက်ခွက်ဖြစ်ပြီးတော့9နှစ်6ဆိုတော့တဲထွက်တယ်ဒီမှာနှစ်နှစ်သုံးခွန်းဆိုပြီးတော့နှစ်သုံးခွန်းလို့ဖြစ်တယ်လို့ဒီမှာ9နှစ်6ကလဲ9နှစ်6လို့တဲထွက်တယ်သုံးကတ်မြောက်မှာလဲသူကဆက်ပြီးတော့ပေါ့နော်6 3 5ကိုကျွန်တော်ဒီမှာ6 3 5လို့ရိုက်တယ်ပေါ့နော် ဟုတ်ပြီအဲ့လိုလိုပေးခဲ့ပြီးတော့ဆိုတော့ဘာဆက်ဖြစ်သေးလဲဆိုတော့ကျွန်တော်သူနဲ့အကျင့်ကြိုက်မှာပေါ့နော်ခုဒီမှာဒီ line လေးကရှင်းပြပြီးပြီဆိုတော့ဒီကျွန်တော်ဒီ line နဲ့အကျင့်ကြိုက်မှာကျွန်တော်39ဆိုတဲ့ကဏ္ဍတစ်ခွက်ကြိုက်တယ်ဗောနော်လှမ်းရိုက်တယ်39.9လို့သူလှမ်းရိုက်တယ်39.9လို့သူရိုက်တယ်ဗောနော် အဲ့ဒီလို309လို့သူကရိုက်တယ်လို့ပဲအခုဒီကတ်မှာလဲကျွန်တော်တို့ကသူနဲ့အချိန်ကိုင်းမှာ909လို့သူရိုက်တယ်ဗျနော်ကဏ္ဍသူကဏ္ဍသူပြောင်းထည့်ပေးတယ်ဗောနော်ကဏ္ဍသူကဏ္ဍသူပြောင်းထည့်ပေးတယ်909ဆိုပြီးတော့ထည့်ရိုက်တယ်ဗောနော်ဟုတ်ပြီနော် ဒီဖြစ်စဉ်လေးတွေဖြစ်ပြီးတော့သူနဲ့အကျင့်ကိုက်မှာ93ခွန်း93ခွန်းအပက်လည်းရိုက်တယ်ဒီဖြစ်စဉ်လေးတွေဖြစ်ပြီးတော့သူနဲ့အကျင့်ကိုက်မှာ93ခွန်းကိုနော်ကဏ္ဍတုကဏ္ဍတဲထဲ့တယ်ပေါ့နော်93ခွန်းကိုပြောင်းထဲ့တယ်ပေါ့နော်93ခွန်းအပက်လည်းကိုပြောင်းထဲ့တယ်ဟုတ်ပြီအဲ့ဒီ93ခွန်းတွက်ပြီးသူ့ရဲ့တပင်ကြောမှာ395လို့ဖြစ်တယ်ပေါ့နော်395လို့ရိုက်တယ်395လို့သူရိုက်တယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်တို့ကဒီ939ခွင့်ရဲ့အခုကျွန်တော်တို့ဒီရောက်ပင်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဏ္ဍတစ်ပွက်ထည့်ကစားမယ်ပေါ့နော်ဒီ939ခွင့်ရဲ့ပင်ကြော်မှာကဏ္ဍတစ်ပွက်ထည့်ကစားမယ်ထည့်ကစားမယ်ဆိုတော့ကျွန်တော်ဒီနေရာမှာကျွန်တော်အများကြီးကျွန်တော်ဒီ39ဒီဘယ်ရလာတာလဲဘလို့ဖြစ်တာလဲဒီကျွန်တော်လိုက်မယူတော့ဘူးနော်ဒါနားလဲတဲ့လူတွေလိုက်ယူယူပေါ့နော် လိုက်ယူလို့ရတယ်ပေါ့နော်ဒီ၃ခု၅ဘယ်ရလာတာလဲဘယ်လိုဖြစ်တာလဲလိုက်ယူပေါ့နော်လိုက်ယူမယ်ဆိုရင်တော့ကျွန်တော်ကဏ္ဍကနှစ်ကွက်ထွက်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြတော့ဦးအဲ့တော့ဒီပြစ်စင်မှာကျွန်တော်တို့ဒီလိုအဲဒီပရိန်လေးနဲ့ဒီလုံးကောက်လိုင်းလေးတွေကကျွန်တော်ကဏ္ဍတွေတဲတကွက်တွေ2 3ခွန်း5 6 5 6ဒီလို6 3ည5တဲတကွက်တွေပြီးပြီးတော့အကြိမ်ကမှာ3ည9ကိုရိုက်တယ်လို့သူနဲ့အကြိမ်ကမှာ9 3ည9အာဘက်လိုဘောင်ထည့်ထားတာဖြစ်တဲ့အတွက် ဒီနေရာမှာလဲ395ရိုက်ထားသလိုကျွန်တော်တို့ကဒီနေရာမှာလဲ395ကိုထည့်ကစားမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်ဒီ399ပြောင်းထည့်ပြီးတော့395ရိုက်တယ်လို့ဒီမှာလဲ939ပြောင်းထည့်ပြီးတော့395ကိုပဲကျွန်တော်ကထည့်ကစားပါမယ်နော်အဲ့တော့မကြိုက်ဘူးဆိုရင်ဒီဟာလေးနဲ့အထောက်ကူဖြစ်ပြီးတော့အခြားကဏ္ဍကိုလဲရွေးချယ်ကစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီအချိန်မှာကျွန်တော်ဒီနေရာမှာ395လေးကိုထည့်ကစားမယ်ပေါ့နော်395 နော်ပုံကုံငါကိုထည့်ကစားမယ်ဒီလိုင်းအရာပေါ့နော်ကျွန်တော်ကဏ္ဍကဏ္ဍပြောင်းထည့်တာပေါ့နော်ဒီမှာ9ုံညာခွင်ပြောင်းရိုက်ပြီး9ုံငါထည့်တယ်လို့ဒီလိုင်းနဲ့အချိန်ကိုင်းမှာ9ုံညာခွင်ရိုက်ပြီးတော့3ုံငါကိုပဲပြောင်းထည့်ကစားမယ်ပေါ့နော်ဘာဖြစ်လို့ပြောင်းထည့်ကစားမှာလဲဆိုကျွန်တော်တစ်ချက်လေ့လာကြည့်အောင်နော်တစ်ချက်လေ့လာကြည့်အောင်ဆိုဟုတ်ကဲ့အဲ့တော့ကျွန်တော်ဒီမှာဗာလေးတွေသွားမြင်လဲဆိုတော့ ဒီကနေ့စမြင်တာပေါ့နော်အဲဒီနားမှာကျွန်တော်မြင်တာလေးကဩဒီမှာကျွန်တော်တို့ဒီမှာဗျတလေးခွန်နဲ့ခွန်ကုန်းကပေါ့နော်ဒီလိုရိုက်ထားတယ်ပေါ့နော်အဲ့တလေးခွန်ခွန်ကုန်းကဒီမှာ तू ကရှင်းဆိုင်ပြန်ရိုက်တယ်ပေါ့နော်ငါကိုခွန်တလေးခွန်ဆိုပြီးတော့ရိုက်တယ်ရိုက်ပြီးတော့သူ့ရဲ့ဘေးမှာ၃ကုန်းကားလိုရိုက်ထားတာတွေ့တယ်ပေါ့နော်နောက်တစ်ချက်က तू ကနောက်တစ်ချက်က तू ကဒီနားမှာရှိသေးတယ်ဩဒီမှာ လေးတတဲ့ဘုံတော့လေးတတဲ့နဲ့လေးတခွန်တပင်ကျော်ရိုက်ပြီးတော့ဒီမှာသူကအဲထောင်းနေဘုံတော့ဒီမှာလေးတတဲ့လေးတခွန်ရိုက်ပြီးတော့သူ့ရဲ့ဘေးမှာ၃ခု၅ရိုက်တယ်ဘုံတော့၃ခု၅လို့ရိုက်တယ်အလားတူပဲเนาะအလားတူပဲကျွန်တော်အဲ့မှာတူညီတဲ့เนาะတူညီတဲ့ဖြစ်စဉ်လေးတွေကိုကျွန်တော်ပြမယ်ဆိုရင်သူကဒီမှာ၄၄၅ကို၃နှစ်လို့ဇောင်းထိုးတယ်ဗောနော်နှစ်လင်းကကို၃နှစ်လို့ဇောင်းထိုးပြီးတော့ အဲ့ဒီနှစ်လေးငါးကိုသုံးနှစ်ကကျွန်တော်ငါးလေးနှစ်ကိုသုံးနှစ်ကိုသုံးဆိုအာပက်လည်းရိုက်ပြီးတော့သူ့ရဲ့ဘေးမှာကိုသုံးငါလို့ဖြစ်တယ်ဗျာနော်သူ့ရဲ့ဘေးမှာကိုသုံးငါလို့ရိုက်တယ်ဆိုလိုတာကျွန်တော်ဒီမှာဇောင်းထိုးခဲ့တဲ့ဇောင်းရိုက်ခဲ့တဲ့နှစ်လေးငါးနဲ့ကိုသုံးငါကဒီမှာရင်ဆိုင်ပြန်ပြီးပြီးတော့ငါးလေးနှစ်နှစ်သုံးကိုလို့ရိုက်ပြီးတော့သူ့ရဲ့ဘေးမှာကိုသုံးငါလို့ ထည့်ကစားတာကိုတွေ့ရတယ်ဗောနော်ကိုတုံကဆိုပြီးတော့ရိုက်တယ်အဲ့ဒီလိုပဲကျွန်တော်ဒီမှာလဲခွန်သုံးတခွန်သုံးတတုံညာခွန်တုံညာလို့စောင်းထိုးပြီးတော့အဲ့ဒီခွန်သုံးတအာပက်လေရလဲဒီမှာခွန်သုံးတတုံညာခွန်တုံညာလို့ရိုက်ပြီးတော့သူ့ရဲ့ဘေးမှာပဲကိုတုံကလို့သူကဒီလိုမျိုးရိုက်ထားတာကိုတွေ့တယ်ဗောနော်ကိုတုံကလို့ရိုက်ထားတယ်ဗောနော် အဲဒီလိုပြည့်စုံလေးနဲ့ပုံတရံလားတရံတူလေးပေါ့နော်ကျွန်တော်ခုကြည့်မှာနော်ကျွန်တော်တို့ဒီမှာ2 5 6 3နှစ်ကို5လေးနဲ့2 6 3လို့ရိုက်ပြီးတော့6 3ကအပက်လည်းထွက်တယ်ခွန်တ3 3ည9 3ညကိုခွန်တ3 3ည9 3ညလို့ထွက်ပြီးတော့6 3ကအပက်လည်းလိုက်ထွက်တယ်ပေါ့နော်အဲ့ဒီလိုပဲကျွန်တော်နောက်တစ်ချက်ကဒီမှာလည်းကြည့်အောင်6 9 1နှစ်ခုနှစ်လို့ရိုက်ပြီးတော့ နော်အဲ့ဒီ69192ခုနှစ်ကဒီမှာရှင်းဆိုင်ပြန်ရိုက်တယ်ဗောနော်69192ခုနှစ်လို့ရိုက်ပြီးတော့သူ့ရဲ့ဘေးမှာ953လို့ပဲရိုက်ပြီးတယ်နော်အဲ့တော့ပုံစံလိုဖြစ်နေအဲ့ဒီလူတွေခင်းလို့ရှိရင်သူက953လိုက်တဲ့ဘေးတလို့ဖြစ်နေဗောနော်အဲ့တော့ခါကျတော့အခုကျွန်တော်တို့ဒီအချိန်မှာဟောနော်ဒီချိန်မှာပေးနိုင်မလားဆက်ဖြစ်မလားဗောနော်အဲ့တော့ခါကျတော့ကျွန်တော်ဒီမှာ939ခွန်48တဲလို့ရိုက်တယ်နော်သူနဲ့ပုံစံတူ 6926296953အဲ့တော့ဒီမှာလဲ9398လို့ကျွန်တော်ဒီမှာနော်9398လို့ရိုက်ခဲ့ပြီဆိုတော့နော်48လို့ရိုက်ခဲ့ပြီဆိုတော့ကျွန်တော်တို့ကဒီနေရာမှာထည့်ကစားဖို့ဟာကျွန်တော်တို့ကနော်395ပေါ့နော်395အပတ်လဲပေါ့နော်395ကိုပဲကျွန်တော်တို့ကထည့်ကစားမှာပေါ့နော် သုံးကုံကနော်အဲ့ဒီတော့နှစ်လေး၅ကို၃နဲ့အားလေးနဲ့နှစ်ကို၃ကို၅၃လို့ရိုက်တယ်ခွန်၃တက်၃ညခွန်၃ညခွန်တက်၃၃ညခွန်၃ညကို၃၅လို့ရိုက်တယ်၆ကိုတက်နှစ်ခွန်နဲ့၆ကိုတက်နှစ်ခွန်နဲ့၅ကို၃လို့ရိုက်တယ်ကို၃ညခွန်၄၈တက်အခု9တညာခွန်၄၈ဒီမှာရင်ဆိုင်ရိုက်ပြီးတော့ဒီမှာ3 9လို့ထည့်ကစားမယ်ပေါ့နော်အဲ့တော့ပထမ line နဲ့လည်းကျွန်တော်တို့က အဲဒီလိုင်းလေးနဲ့ဆက်ဆက်ပြီးတော့လည်းကျွန်တော်တို့ကဒါလေးနဲ့လည်းတထက်ထက်လာကြနေပါဘောနော်အဲ့တော့နော်ဒီမှာဒီ frame လေးကလည်းကျွန်တော်တို့ဒီမှာနှစ်3ခွန်းထောက်တယ်နှစ်3ခွန်းတဲရိုက်တယ်5နှစ်6တဲရိုက်တယ်6 3ည5တဲရိုက်တယ်အဲသူတို့နဲ့အချင်းကိုက်မှာ3ညခွန်းကိုရိုက်တယ်3ခွန်း5လို့ရိုက်တယ်နော်ဒါဆိုရင်သူတို့နဲ့အချင်းကိုက်မှာဒီမှာ9 3ညခွန်းလို့ရိုက်ပြီးခဲ့ဆိုတော့ဒီနေရာမှာ3ခွန်း5လို့ထည့်ကစားဖို့အတွက်ဖြစ်နိုင်မဖြစ်နိုင် အဲ့ဒါကိုကျွန်တော်ဒီလိုင်းလေးနဲ့ပေါင်းဆက်ပြီးတော့ဖော်ပြပေးတော့ဗောနော2059392နဲ့2059392အာပက်လဲ953395အာပက်လဲ9133939 9133939အာပက်လဲကျွန်တော်တို့ဒီမှာ395အာပက်လဲဒီမှာ69129 69196295933ရိုက်တယ်အဲ့တော့ပုံစံတူ939481เนาะအဲ့တော့939481 395လေးကိုဒီအချိန်မှာ ကောင်းကောင်းထည့်ကစားဖို့ကျွန်တော်ကဖော်ပြပေးလိုက်တယ်ဗောနော်အဲ့တော့3ကုန်း5ဗောနော်ကျွန်တော်ဒီအချိန်မှာ3 5လေးကိုအဲထည့်ကစားပေးပါလို့နော်ဒါလေးကိုကစားစီခြင်းလို့ပါနော်ဒါမိတ်ဆွေတို့ကြိုက်မှာပါနော်ဒီဒါလေးကဖြစ်စဉ်လေးတွေလည်းပေးနေတာဖြစ်တဲ့အတွက်ဖြစ်စဉ်လေးရှိတာကိုဖော်ပြပေးလိုက်တယ်နော်ဒီအချိန်မှာ3 5အဲ့ဒီမှာနောက်တစ်ချက်ကကျွန်တော်တို့နော်ဒီနှစ်ကစီးလေးဒီ line လေးကိုပြန်ယူကြည့်အောင်ပြန်ယူကြည့်အောင်ဆိုတော့ကျွန်တော်တို့ဒီမှာ 69192ခုနှစ်နဲ့အကျင့်ကဲ့မှာကျွန်တော်တို့ဒီမှာတိရှင်းနေလို့ထောက်ထားသလိုနော်69192ခုနှစ်နဲ့အကျင့်ကဲ့မှာတိရှင်းနေလို့လည်း तू ကထောက်ထားသေးတယ်။693ခုနှစ်ဒီမှာ48နဲ့အကျင့်ကဲ့မှာလည်း तू ကတိရှင်းနေလို့အပတ်လည်းထောက်ထားသေးရပါတော့။တိရှင်းနေထောက်ထားပြီးတော့69192ခုနှစ်လို့ဖြစ်တယ်။အဲ့ဒီ69192ခုနှစ်ရဲ့ဘေးမှာ993ထွက်တယ်။ တရှင်နဲ့ကိုတုံညာခွန်လေးရှိတဲ့ဒီမှာပေးလာပြန်ပြီအဲ့တော့ဒီမှာကိုတုံညာခွန်လေးရှိတဲ့ဒီမှာပေးပြီဆိုတော့သူ့ရဲ့ဘေးမှာ၃ကုန်းကထည့်ကစားမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ကဘာဖြစ်နိုင်သေးလဲဆိုရင်ကျွန်တော်တို့ကဒီမှာတရှင်နဲ့ရဲ့ဘေးကကိုတုံငါလို့ရှိရအဲ့ဒီကိုတုံငါကိုကျွန်တော်တို့ကဒီမှာကိုတုံငါလို့ထည့်တာဆိုရင်ကျွန်တော်ဒီတရှင်နဲ့ရဲ့ဘေးမှာ၅ကို6လို့လည်းဖြစ်တယ်ပေါ့နော်၅ကို6 เนาะအဲ့တော့ဒီဟာလေးကလည်းထည့်ပြီးတော့ရန်ကစားပြီးမှာပေါ့နော်395ဒီမှာ596ပေါ့နော်အဲ့တော့69တင်းနှစ်ခုနှစ်ဒီ935တစ်ရှင်းနဲ့69တင်းနှစ်ခုနဲ့935เนาะအဲ့တော့ဒီမှာ69တင်းနှစ်ခုနဲ့အဘက်လဲ935ဒေလိုရိုက်တာဆိုရင်ကျွန်တော်ကဒီမှာတစ်ရှင်းနဲ့935ခု48တဲ့ဒီမှာ596အဲ့ဒီလိုရိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ939ခု48တဲ့ 5 6ကိုလည်းထည့်ရရမယ်ပေါ့နော်အဲ့တော့ဒီမှာ5 6 6ပေါ့နော်596ကတဲ့အကောင်းပါတယ်နော်ကျွန်တော်ဒါကကျွန်တော်၅ချိန်တော့ main ွက်ပေါ့နော်ဒီကနန်း၅ချိန်တော့ main ွက်ကနန်းဖြစ်တယ်ပေါ့နော်ဒါ၅ချိန်တော့ main ွက်ကနန်းအခုကျွန်တော်တို့ဒါ6ချိန်အတွက်ပေါ့နော်ဒါ6ချိန်အတွက် ါက6ချိန်အတွက်ဖော်ပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ